ဝိညာဉ်တော်လမ်းပြချင်းအောင်အသက်ရှင်ချင်းဟာဆိုလို့ရှိရင် ကျမတို့လူကိုယ်တိုင်ပညာတရားတွေကိုမချိုးဖောက်မိအောင်စ조사ပြီးအသက်ရှင်ချင်းကြောင့်အပြစ်လွတ်မယ်ဆိုတဲ့မျိုးလင့်ချက်တဲ့ပိုးပရမပြည့်စုံတဲ့ဘုရားသခင်စီကလာတဲ့ကေတင်ချင်းစုကျေစုဖြစ်ပါတယ်အလုံးကိုမင်္ဂလာပါလို့စပြည့်နယ် page ကနေပြတော်မှာနှုတ်ခွန်းဆက်တာပါတယ် ဒီနေ့နှုတ်ကပတော်ရဲ့ခေါင်းစဉ်ကတော့ဝိညာဉ်အသီးဖြစ်ပါတယ်။အခြေပြုထားတဲ့စံချက်ကတော့ဂလာတိဩဝါဒစာအခန်းကြီး9အငယ်22ကနေ25ဖြစ်ပါတယ်။စံချက်ကိုအရင်ဖတ်လို့ပါတယ်။ဝိညာဉ်ပဂတိရဲ့အကျိုးမူကချစ်ချင်းဝမ်းမြောက်ချင်းငြိမ်သက်ချင်းစိတ်ရှိချင်းကျေးဇူးပြုချင်းကောင်းမြတ်ချင်းတစ္ဆာဆောင်ချင်းနူးညံ့သိမ်မွေ့ချင်းကာမဂုဏ်ချုပ်တည်ခြင်းပေသည်ထို့သို့သောအကျင့်ကိုအပေတရားမြတ်မမြတ်တာ ခရစ်တော်နှင့်ဆက်ဆိုင်သောသူတို့သည်ဇာတိပဂတိကို၎င်းဇာတိပဂတိစိတ်များနှင့်အလိုဆန္ဒများကို၎င်းလဝကတိုင်မှရိုက်ထားကြပြီးသို့ဖြစ်၍ငါတို့သည်ဝိညာဉ်ပဂတိကြောင့်အသက်ရှင်လျင်ဝိညာဉ်ပဂတိအတိုင်းကျင့်ကြံကြကုန်အံ့ဒီချမ်းစာဟာဆိုလို့ရှိရင်ဝိညာဉ်တော်အားဖြင့် တီးပွင့်လာတဲ့အကျိုးကျေးဇူးတွေကိုဖော်ပြထားတာဖြစ်ပါတယ်။ကျွန်တော်တို့အသီးအမျိုးမျိုးစားပူကြတယ်။အရသာအမျိုးမျိုးရှိတယ်ပေါ့နော်။တချို့အသီးတွေဆိုလို့ရှိရင်တစ်မျိုးထဲမှာပဲအရသာ၃လမျိုးပါဝင်တယ်။ဒီအသီးကိုစားလိုက်တဲ့အခါမှာခြူရာရောချင်တာရောဖန်တာမှွေးတာစသဖြင့်အရသာအမျိုးစုံကိုခံစားရတယ်။ဒီဝိညာဉ်အသီးဟာဆိုလို့ရှိရင်လည်းပဲအရသာ၉မျိုးရှိတယ်လို့ကျွန်တော်တို့တင်စားပြောဆိုနိုင်တယ်ပေါ့နော်။တနည်းအားဖြင့်ဆိုလို့ရှိရင်အကျိုးကျေးဇူး၉မျိုးရှိတယ်။ တချို့အသီးတွေကကျတော့ကျန်းမာရေးအတွက်အရန်ကောင်းတဲ့အာဟာရဓာတ်ပြည့်ဝတယ်ဒီအသီးတစ်မျိုးတည်းကိုစားလိုက်ခြင်းအပြင်အာဟာရဓာတ်၃၄မျိုးဗီတာမင် A B C စသဖြင့်အာဟာရဓာတ်မျိုးစုံရနိုင်တယ်ပေါ့နော်ဒီလိုအာဟာရဓာတ်ပြည့်ဝတဲ့အသီးတွေကိုမြန်မြန်စားမယ်ပုံမှန်စားမယ်ဆိုရင်ကျမတို့ကကျန်းမာရေးပိုပြီးကောင်းမွန်တိုးတက်ပြောင်းလဲလာနိုင်တယ်အဲ့လိုပါလေဒီဝိညာဉ်အတိဟာဆိုလို့ရှင်လေကျမတို့အသက်တာကိုပို့ပြီးတော့မှကြံ့ခိုင်ပြည့်ပြည့်စုံစေတဲ့ တက်တာတက်ကိုပြောင်းလဲပေးစေနိုင်တဲ့အကျိုးကျေးဇူးတွေပါဝင်တာဖြစ်ပါတယ်။ဒီလိုအကျိုးများလာတဲ့ဝိညာဉ်အသိရဲ့အကျိုးကျေးဇူးတွေကိုခံစားနိုင်ဖို့ဆိုလို့ရှိရင်ကျမတို့ကဘလို့ formula ပုံသင်နည်းများရှိမလဲဆိုပြီးတော့ကျမတို့ကစိတ်ဝင်စားစရာဖြစ်ပါတယ်။အဲ့ဒါဆိုလို့ရှိရင်တော့ကျမတို့ကဒီအခန်းငယ်24နဲ့25မှာဒီနည်းလမ်းကိုဖော်ပြထားတာကိုကျမတို့တွေ့နိုင်မှာဖြစ်ပါတယ်။အဲ့ဒါကတော့ကျမတို့ရဲ့ဇာတိပဂတိစိတ် အလိုဆန္ဒတွေကိုကျမတို့လက်ဝါးကတိုင်မှာရိုက်ထားလိုက်ပြီးတော့ဝိညာဉ်ပဲကတိအတိုင်းကျင့်ကြံလိုက်လျှောက်ဖို့ဆိုတာဖြစ်ပါတယ်။ဆိုလိုတဲ့သဘောတရားကတော့ကျမတို့ကဝိညာဉ်ပဲကတိအတိုင်းလိုက်နာလိုက်လျှောက်မယ်ဆိုတဲ့ဉာဏ်မှာစစ်တပ်မှာစစ်ချီတက်တယ်လို့ပေါ့နော်။ခြေဖွားထတ်တူကြတညီတဲ့လိုက်လျှောက်တာမျိုးကိုဆိုလိုတာဖြစ်ပါတယ်။နည်းနည်းမှအတိမ်အဆောင်မရှိဘဲတိတိကျကျလိုက်နာလိုက်လျှောက်ခြင်းကို ီကျမ်းစာမှာဖော်ပြထားတာဖြစ်တယ်။ဆိုလိုတာအခြားဇာတိပတိစိတ်ဆန္ဒတွေအလုံးကိုလုံးဝစွန့်လွတ်ဥပေက္ခပြုလိုက်ပြီးတော့ဝိညာဉ်တော်လမ်းပြတဲ့အတိုင်းလက်လျှောက်ခြင်းအပြင်ဝိညာဉ်တော်ကမွေးဖွားလိုက်တဲ့လူလုံးအတ္တတအတ္တမှာလက်လျှောက်လိုက်တာအသက်ရှင်ခြင်းအပြင်ဒီအကျိုးကျေးဇူးတွေကိုခံစားရမှာဖြစ်ပါတယ်။ဒီဝိညာဉ်တော်ကနေပေးတဲ့ ကျိုးကျေးဇူးကိုမျိုးဟာဆိုလို့ရှိရင်ကျမတို့အသက်ရှင်ခြင်းမှာအရေးကြီးဆုံးဖြစ်တဲ့ကန္ဓာ၃ခုစလုံးအတွက်ပြည့်ပြည့်စုံစုံမှာဖြစ်တယ်။အဲ့ဒါတွေကတော့တင့်နေနဲ့ဖီးယားနဲ့လူသားကြားကမိတ္တဟာရဖွင့်ခြင်းနှစ်နေနဲ့လူသားအချင်းချင်းကြားကဆက်ဆံရေးသုံးနေနဲ့ကိုကိုရိုင်းရဲ့ဘဝအသက်ရှင်ခြင်းတန်ဖိုးတွေအားလုံးကိုပြည့်ဝစွာခံစားစေတဲ့အကျိုးကျေးဇူးတွေဖြစ်ပါတယ်။ ဝိညာဉ်တော်လမ်းပြခြင်းအောင်အသက်ရှင်ခြင်းဟာဆိုလို့ရှိရင်ကျမတို့လူကိုယ်တိုင်ပညာတရားတွေကိုမချိုးဖောက်မိအောင်စ조사ပြီးအသက်ရှင်ခြင်းကြောင့်အပြစ်လွတ်မယ်ဆိုတဲ့မျိုးလင့်ချက်တဲ့ပိုးပရမပြည့်စုံတဲ့ဘုရားသခင်စီကလာတဲ့ကေတင်ခြင်းစုကျေစုဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီဝိညာဉ်ပဂတိရဲ့အကျိုးတွေကိုခံစားခွင့်ရရှိနိုင်ဖို့ရန်အတွက်ကျမတို့ကဝိညာဉ်တော်လမ်းပြခြင်းမှာတသွေးမသိမ့်လှိုင်းတာအသက်ရှင်ခြင်းဖြင့် ပြည့်ပြည့်စုံတဲ့အသက်တာတက်မှာနေ့စဉ်နေ့မြဆင်ခြင်နှလုံးသွေးအသက်ရှင်သွားကြပါစို့လို့ခွန်အားပေးလိုပါတယ်